အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Discord reading မှာတော့ဗီဒီယိုလေးအရင်ရှင်းသွားမှာစိုးရတဲ့ကြောင့်လို့ကျွန်တော်တို့ပုံမှန်ကတ်သုံးကတ်ကိုချပေးထားတယ်အဲ့ဒီကတ်သုံးကတ်ကိုထဲကနေမှာပေါ့နော်မိတ်ဆွေတို့ကကိုရွေးချယ်မဲ့ကတ်တကတ်ကိုစပြီးတော့ရွေးချယ်ပေးရမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ကကတ်1ကိုရွေးမလားကတ်2ကိုရွေးမလားကတ်3ကိုရွေးမလားရွေးချယ်ပေးရပါမယ် โอเคအဲ့ဒါဆိုရင်ကျွန်တော်ပထမဆုံး cut 1ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက်ကို reading စလုပ်ပါမယ်အဲ့တော့ cut 1ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက်ကဒီ cut ကလေးကြပါတယ်အဲ့တော့ဒီ cut ကိုကျွန်တော်အခြေရေးစီးပွားရေးလူမှုရေးရပါเนาะခြုံငုံသုံးသပ်ရမယ်ဆိုရင်ဒီ cut ကရွေးချယ်စရာတယ်ပေါ့နော်အရင်များနေတဲ့အခြေအနေမျိုးမှာ ဘာလို့ရွေးလို့ရွေးရမှန်းမသိဖြစ်နေတဲ့အခြေအနေမျိုးကိုရောက်နေရဲဆိုပြီးတော့အိဗေရပါတယ်အလောက်ကိုင်းမှာပဲဖြစ်ဖြစ်အခြေရေးမှာပဲဖြစ်ဖြစ်ပေါ့နော်စိတ်ကူးယဉ်မှုတွေရှော့ပါဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးခြင်း ਨੇ ဘယ်ကိစ္စမှမဆိုလက်တွေ့ကြကြစဉ်းစားပါလက်တွေ့ကြကြလောက်ကိုင်းမှာစိတ်ကူးယဉ်တဲ့အရာတွေကိုရှော့ပါကိုဘာဖြစ်ချင်လဲဆိုတဲ့အရာကိုတေချာစဉ်းစားတွေးတောပြီးတော့လှုပ်ဆောင်ပါဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးခြင်းပါတယ်အဲ့တော့နောက်ဆုံးပြအနေနဲ့ပြောရမယ်ဆိုရင်တော့ ကိုဖြစ်ချင်တဲ့အရာတစ်ခုခုကိုတေချာရွေးချယ်လိုက်ပါတော့စိတ်ထဲမှာထင်တာတွေကိုစိတ်ကူးရင် စိတ်ထဲတိုင်းဖြစ်နေတာမျိုးတွေကိုရှော့ပြီးတော့လက်တွေ့ကြကြလှုပ်ဆောင်ပါဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီခတ်တူးကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေကိုထပ်ပြီးတော့ reading လုပ်မယ်ခတ်တူးကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေကတော့ဒီကတ်ကလေးကြပါတယ်အဲ့တော့ဒီကတ်ကအသေးပဲကတော့ငွေကြေးကောင်းကောင်းမွန်မွန်ပေါ့နော်စီစံစီမံခန့်ခွဲနိုင်တဲ့အခြေအနေမျိုးမှာရောက်နေတယ်ငွေကြေးကံရတယ် အရင်ကောင်းမွန်နေတယ်။တီကတူရွေးချယ်ထားတဲ့သူကအမျိုးသမီးဖြစ်နေမှာဆိုရင်သူဟာသူ့ရဲ့ပတ်ဝန်းကျင်သူ့ရဲ့ဘေးပတ်ချာလေးကိုလည်းအကျိုးပြုနိုင်မဲ့သူတယောက်ဖြစ်နေမှာဆိုပြီးတော့ဒီကကပေါ်ပြနေပါတယ်။ဒါပေမဲ့ငွေကြေးကန်ကလည်းအရင်မြင့်နေတဲ့အခြေအနေမျိုးမှာရှိတယ်။အခြေရေးအိမ်တော်ရေးမှာဆိုရင်လည်းကိုယ့်ရဲ့အိမ်တော်ဘက်ကိုယ့်ရဲ့ချစ်သူကိုလည်းမိခင်တယောက်လိုအမတယောက်လိုပေါ့နော် စောင်းချောင်းနိုင်မယ်လမ်းညွှန်နိုင်မယ်အခြေအနေမျိုးမှာရှိနေရဲဆိုပြီးတော့အတိပဲရပါတယ်ဒါကတော့ကျွန်တော်ခက်2ကိုရွေးချက်ထားတဲ့မိတ်ဆွေတွေအတွက်ကိုလုပ်ထားတဲ့ reading ပဲဖြစ်ပါတယ်နောက်ထပ်ခက်3ကိုရွေးချက်ထားတဲ့မိတ်ဆွေတွေကိုချက်ထပ်ကြည့်လိုက်ပါမယ်ဒီကက်ကြပါတယ်ဒီကက်ကနမိတ်ပုံရကြည့်မယ်ဆိုရင်အခက်ခဲချင်းချက်ထဲကိုရောက်နေတယ်စိတ်တွေလည်းပူပန်မှုတွေပေါ့နော်ရန်ကုန်များပြားနေရဲဆိုပြီးတော့အတိပဲရပါတယ် ဲ့တော့ကြောင့်လို့ခက်သရီကိုရေးချက်ထားတဲ့မိတ်ဆွေတွေအနေနဲ့ကအခုကာလမှာပူပန်မှုတွေစိုးရိမ်မှုတွေပေါ့နော်ကိုဘလောက်ပဲဆွမ်းဆွမ်းတမန်ပေါ့နော်စူးစားစူးစားရလက်မထွက်ဘူးတော့မဟုတ်ဘူးရလက်ထွက်ခဲ့တယ်ရလက်ကောင်းနေထွက်ခဲ့တယ်ဒါပေမဲ့ပူပန်မှုတွေတောကတွေစိတ်ဖိစီးမှုတွေရှိနေခဲ့တယ်ဆိုပြီးတော့အသေးပဲရပါတယ်အဲ့တော့ကြောင့်မလို့အဲ့ဒီစိတ်ဖိစီးမှုတွေပူပန်မှုတွေကိုကိုယ့်ရဲ့စိတ်ထဲမှာတက်နိုင်လည်းမျှလျှော့လိုက်ခြင်းအားဖြင့် က်ရှိပူပန်မှုတွေကဖြည်းဖြည်းချင်းပြေလျော့သွားလိမ့်မယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးခြင်းပါတယ်။ဒါကတော့ကျွန်တော်ခက်1ခက်2ခက်3ကိုခက်3ခက်ကိုရွေးချယ်ပြီးတော့မိတ်ဆွေတို့အတွက် reading လုပ်ပေးထားတာဖြစ်ပါတယ်။အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်နေ။အားလုံးကိုကျေးဇူးတင်ပါတယ်။